ဇူလိုင်လ၂ရက်နေ့ငါပြည့်ညက်ဟူမူကားငါသည်တင်တို့ကိုချစ်တည်နီးတူတင်တို့သည်အချင်းချင်းချစ်ကြတော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး15အခန်းငယ်7နေဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းစာတွင်ကွဲကွာခြင်း separation ဆိုသည့်ဘာသာရပ်ကိုလေ့လာခြင်းကျွန်တော်ရှာဖွေတွေ့ရှိသည်မှာထိုစကားလုံး၏အနက်အဓိပ္ပာယ်တွင်မိဒ္ဓဟာယဖွဲ့ခြင်းဘက်ပိုလေးသာပါသည် တေကျင်းမှာတပံပြန်လည်ရှင်သန်ခြင်းအရေးကြီးဆုံးသောကြာယုံမှာချစ်ချင်းမြတ်တာပင်ဖြစ်ပါတယ်။အိန္ဒိယတွင်သခင်ယေရှုထင်သာမြင်သာသောပေါင်းစည်းမှုကိုဖော်ညွှန်းလေသည်။သခင်ယေရှုဆူတောင်းခြင်းဤရွယ်ချက်မှာလူအများယုံကြည်သိရှိရန်ဖြစ်ပြီးယုံကြည်သူများကြားတွင်ညီညွတ်မှုရှိရန်ရည်ရွယ်ပါတယ်။ကျွန်တော်တို့အများစုသည်လည်းမိမိကဲ့သို့တွေးခေါ်ပြောဆိုယုံကြည်စေလိုပါတယ်။ခရစ်ယာန်တို့၏ပေါင်းစည်းမှုတွင်ချစ်ချင်းမြတ်တာသည် အခရာဖြစ်ပြီး စင်မှန်သောနှိမ်ချမှုဂယုနာကျင်နာမှုစင်းသားဆင်ခြင်သုံးသပ်မှုနှင့်အတ္တမဆန်မှုတို့ဖြင့်မထူညီကွဲပြားမှုများရှိတော်လဲပြဒနာများစိန်ခေါ်မှုများနှင့်အလုတ်များကိုဖြေရှင်းရန်ဖြစ်ပါれယနေ့အတွက်ဆုတောင်းခြင်းကျွန်တော်အနေဖြင့်ချစ်ချင်းမြတ်တာငတ်မို့ခေါင်းပါနေတဲ့ကဘာကြီးမှာဖျားသခင်ကိုချစ်သူတွေကိုမစီရင်မိဖို့နဲ့တန်ရှင်းသောဝိညာဉ်တော်ကနေတဆင့်တနာကျင်တော်မူနဲ့စစ်မှန်တဲ့ပူပါမှုသခင်ပေးသနာတော်မူပါအာမင် ဟုတ်ကဲ့ပါအဆုံးအထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါခင်ဗျာ။မနေ့ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါတယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ။